နာယီတွေကိုညတကောင်ဆိုရင်ဘာတွေမလုပ်သင့်ဘူးလဲလုပ်ရင်ဘာတွေဖြစ်တယ်လဲဟယ်လိုဘာလို့မိလားခင်ဗျာ ကျွန်တော်ကိုမေးကြတာများတယ်ဗောနော်ဟိုနိုင်တွေကအချိန်ကြီးမြန်သွားတယ်ဟိုဗောနော်အချိန်ကြီးနောက်ကျတယ်ဟိုအချိန်ကြီးတိုက်ပြီးသွားရင်လည်းအချို့အလုံးမလုပ်တော့ဘူးဘာလို့စက်တွေကရက်တာလဲလို့ဗောနော်အဲ့လိုမေးကြတယ်ဗောနော်အခုကျွန်တော်ပြောမယ့်အကြောင်းရင်းကအဲ့ဒါတွေဖြစ်စေတဲ့အကြောင်းရင်းတစ်ခုဖြစ်ပြီးမှာဗောနော်အဲနိုင်တစ်ဝဲတွေလည်းဆင်ကျင်လို့ရမယ့်အကြောင်းတွေတစ်ခုဖြစ်ပါတယ်ခင်ဗျာအဲ့ဒါတွေရဲ့အစဗောနော်ကျွန်တော်ညတစ်ကောင်ချိန်ရအစဖြစ်ပါတယ်ပေါင်းလဲဆိုရင်ကျွန်တော်တို့ကဗောနော်나이တွေကိုဒိတ်တွေကိုချိန်ပြီဆိုရင်ဗောနော်나이ကို6နာရီ2နာရီကြာမှချိန်ပြီတယ်ဆိုရင်အထက်ကဂီယာတွေကပြတ်သွားတာဖြစ်ပါတယ်ပေါင်းလဲဆိုဗောနော် 9နာရီကနေစပြီး तू อ่ะဟိုဘောနော်ဒိတ်ကချိန်မို့ဆိုပြီးအထက်ကဂီယာတွေကစပြီးအလုံးလုံးနေရဖြစ်ပါတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ကသတိမထားမိပဲねဒိတ်ကြီးကိုကောက်ချင်းလိုက်လဲဆိုရင်ဂီယာတွေကကြောင်သွားပြီးမှအချိန်နှေးတာတွေမြန်တာတွေကြာတော့နိုင်အလုံးလုံးတာဖြစ်သွားပြပါခင်ဗျာအဲ့ဒါကြောင့်မို့ကျွန်တော်တို့ဒိတ်တွေကိုချိန်မယ်ဆိုရင်နိုင်လက်တန်ကို9နာရီမှထားပြီးမှချိန်တာအကောင်းဆုံးဖြစ်ပြီး9နာရီနေ3နာရီကြာမှဆိုရင်မချိန်တာအကောင်းဆုံးဖြစ်ပါခင်ဗျာဒါလေးကိုကျွန်တော်ဥပမာနေနဲ့ဒီ Seiko Speed Diamond နေနဲ့ပြပြမှာဖြစ်ပါခင်ဗျာ Seiko Speed Diamond နေနဲ့ကျွန်တော်အခုပေါ့နော်9နာရီမှ ရောင်းရင်းနဲ့တဖြည်းဖြည်းချိန်တဲ့ချိန်မှာဒီသူ့ရဲ့ date window လေးอ่ะဗောနော်10နာရီကျော်လို့17နာရီထိုးအောင်လဲသူကချိန်မှုဆိုအော်တိုလေးပြည်နေတာဖြစ်ပါတယ် date တဖြည်းဖြည်းစီပြောင်းသွားရင်မှချိန်တာဖြစ်ပါတယ်အဲ့ဒါကြောင့်အဲ့ဒီချိန်မှာ gear တွေကအလုံးလုံးဒီမှာကျွန်တော်တို့က3မထားပြပေးနေ date window ကိုချိန်လိုက်အထက်က set တွေကြောင်းသွားတတ်တာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ Rolex တို့ Omega တို့မှာတော့17နာရီကျော်မှာ date window ကို auto jam လုပ်ပေးတာလို့ပြောပေးမယ်နိုင်တွေကိုမပြတ်စေချင်တော့ကျွန်တော်ကတော့9နိုင်နေ3နိုင်ကြာမှဒိတ်ကိုမချိန်စေချင်ပဲနဲ့9နိုင်ရောက်မှဒိတ်ကိုချိန်စေချင်တာဖြစ်ပါတယ်ခင်ဗျာ ဒီနေ့ပေါ့နော်ညတကောင်ကြောင်းရဲ့နိုင်ရီကိုလုတ်ရင်ဘာလို့ပြက်လက်တာလဲဆိုတဲ့အကြောင်းကျွန်တော်ပြောပြတာပြပါခင်ဗျာနောက်တစ်မှတ်တော့ဒီတစ်ကောင်းတဲ့ content တွေနဲ့ပြန်လာခဲ့ပါဦးမယ်အားလုံးကိုကျေးဇူးတင်ပါခင်ဗျာ